ဆိုင်းဆရာနီကိုရဲ့တိခက်ကဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်းရှိတငယ်ချင်းတွေပြောကြရတဲ့ဆိုရင်လဲသူ့အကြောင်းနည်းနည်းပါပါ ပြောပြထားလိုက်ပေါ့တမိရဲ့။အာမမီကလည်းမပြောပြချင်ပါဘူး။တမိအနေထိုင်ကြက်လို့မမေ့ကိုပြောတာ။အနေထိုင်ရကြက်လို့သူကဘာကြီးလုပ်လို့လဲ။အမေဘာမှမလုပ်ပါဘူးလုပ်ကြည့်ပါလား။တမိပြောတာက ။ तू အဲ့လိုအနာမရှိနေရောတမီးကလွတ်လွတ်လပ်လပ်မထင်ရဘူးပေါ့။ तू ဘာစကားပြောရမှန်းလည်းမသိဘူး။ तू နဲ့တမီးချမပြောစရာစကားလည်းဘာမှရှိပါဘူး။စိတ်ညစ်တာပေါ့မမေရ။အဲ့ဒါပြောတာ။မမေရဘာမှပြန်မပြောပဲအခုတင်ပြီးသွားတော့မုံလာဥလေးတွေကိုအဝိုင်းဆန်းဆောင်ကလေးတွေဖြစ်အောင်ပြီးနေလေသည်။ဖေဖေကမုံလာချင်ရေးဆိုရင်မောင်လာဦးကိုယခုလိုခက်ဆန်းဆန်းလေးတွေလီးမှစားသည်တဲ့တဲ့အဝိုင်းကြီးလင်မစားတော့ မုံလာဥဝင်မမေကတဲ့တဲ့ဆောင်းဆောင်ဒီရတာပဲဟာဟုတိခက်ကပြောတော့မမေကဆိုသည်ပြီးတော့လူတယောက်မှာအကျင့်တစ်မျိုးရှိတတ်ကြကြောင်းအင်ရှင်မဆိုသည်မှာလျောင်ကြအကြိုက်ကိုတည်တဲ့ရပြီဖြစ်ကြောင်းတဲ့တဲ့လီလဲရတာပဲဆောင်းဆောင်လီလဲရတာပဲဖြစ်သည့်အတွက်သူ့အတွက်ကတော့အထုမပင်မန်းကြောင်းစသည်ဖြင့်ပြောပြလေသည်မမေကတော့ပြပြစကားဆိုရင်ဘယ်တော့မှမပယ်ရှာတတ်သောမိမတူသားဖြစ်လေသည်မမေကိုကြည်က ယောက်ျားများအဲ့လောက်ကြောက်နေရရင်မယူတော့ဘူးဟုတွေးမိလေသည်အခုလည်းပြောမဲ့သာပြောရသည်မမေကတော့ဖိဖိဘက်ကပဲနေမယ်ဆိုတာတိခက်ကသိပြီးသားအဲ့တော့မမေဟဲ့ဒီကောင်မလေးဘာလဲဟိုဟိုလူယူတမီကိုလိုက်မပို့ပါနဲ့နော်လို့နော်မမေတပည့်ရဲ့ဒါညီဖေကိုရန်ခွင့်ပြုထားတဲ့ကိစ္စမင်းပြကဘက်နဲ့တော့ပြောလို့ရမှာတော့ညီဖေကြောင့်လည်းညီတည်တဲ့အတိုင်းပဲတတ်နိုင်သမျှကိုယ့်ဘက်က မမအောင်ဒီပေါ့အေးမောင်ရွှေဖုံးကလည်းအိမ်ဒီအိတ်ကထိခိုက်အောင်တော့မလုပ်ပါဘူးကြည်နေပေါ့အေးစိတ်ဆိုးမန်တိတာအားတိတ်ခက်ကတမင်ခြေဆောင်ကထွက်ခဲ့လေသည်ဒီနေ့လဲចောင်းသွားချိန်မှာရောက်လာလေအုံးမြီးဟုထင်သည်တိခက်နဲ့သူ အတူရှိနေလေငားရဲ့မျက်နာကမကောင်းညှိုးငယ်ကနေတဲ့သည်တိခက်ကလည်းဒီလူနဲ့အိမ်ကသဘောတူထားတာကိုဘာကြောင့်သွားပြောမိမှမသိအမှန်ဆိုတခုခုလိန်လိုက်ရင်လည်းရတာပဲ ငါမျက်နာမကောင်းတာတွေ့ရတိုင်းတိတ်ခဲရင်နဲ့မဝဲနေရသည်စိတ်ချပါငါရဲ့ငါကလွယ်ဘယ်သူမှမချစ်ပါဘူးတိလားထို့စဉ်အိမ်ခန်းထဲမှဖေဖေထွက်လာသည်တိတ်ခဲလန့်သွား၏ရှင်နှက်ကပြောလိုက်သောစကားကိုဖေဖေမကြားဆိုတာကိုတည်တည်တိုင်အောင်စိတ်မလုံးဖြစ်ကဇက်ပူပြီးဖေဖေရှေ့မှလစ်ထွက်လိုက်သည် ဟိုကောင်မလေးကြောင်သွားဖို့ဘာမှမပြင်ဆင်သေးဘူးလားဟုတ်ဟုတ်ဟုတ်ကဲ့ဖေဖေတိတ်ခဲရင်နဲ့မောကသွား၏ ဒါဆိုရင်ရွှေဖုံးဆိုတဲ့သူသူ့စီလာပြီးကြုံအောင်မဲဆိုတာတိကျသလောက်ရှိနေလေသည်တိကက်အခန်းထဲဝင်ကမန်နင်းကုံပေါ်မှာငိုင်နေမိ၏ဒီနေ့ဘာညာចောင်းပြပြီးចောင်းမသွားပဲနေလိုက်ရင်ကောင်းမလားဒီနေ့မသွားတော့ရောနောက်နေ့တွေမှာဒီလူကြီးကမလာတော့ဘူးတဲ့လားမေဆုတို့ပြောသလိုရွှေဖုံးကိုလာမကြိုရင်လူကြီးတွေသဘောတူတာကိုသူလက်မခံကြောင်းပြောင်းဖွင့်ပြောလိုက်ဖို့တော့သူမကြိုးစားရဲပါရွှေဖုံးကဖေဖေကိုတားပြောရင်း ။မိမိကငါသမီးလေးစိတ်မပိုင်နေပါစေဆိုတဲ့လူစားမျိုးမဟုတ်တွင်ရင်တိတ်ခက်တက်ပြင်းချရမဝအောင်ဖြစ်လာသည်။ဘောထားကြ။တာယာဖြောင်ဖြူတဲ့အချစ်တို့မည်သည်မရှိလို့ရှေ့လူကြီးတွေအားဆိုကြတာ။တိတ်ခက်မိကိုရောက်နေပြီမြန်မြန်လို့မမေတန်ကြောင့်မှန်နေကတိခက်မျက်နှာမှာဆန်းနစ်စာလာဦးစားသွားဤအလှပြင်ခြင်းစိမ့်မရှိတော့ဘာမှလည်းလှုပ်ချင်ကန်ခြင်းစိမ့်မရှိတော့ ရာဒိုကားထဲမှာလိန်မော်ရင်နဲ့တင်းတင်းကလေးကမှွေးကနေသည်လက်ဆောင်တချင်းနုနုကလေးကိုလည်းဖွင့်ကားထား၏လေအေးဆက်ကိုလည်းပပအေးအေးပေးကားထားသည်တော်တော်တိတ်ခန့်မပြောပါရင်ထဲမှာလည်းပကြီးနူးစိတ်ကလည်းတင်းကြပ်ကအသက်ရှူ၍လည်းမဝကျော်ဘူးအေးကလေးကသာအာကိုတကြီးရင်ခွေးမှာပရင်ကားရှိမှန်တဲ့ကပြောင်းလဲနေသောမြင်ခွင်းတွေကိုငေးကပါလာခဲ့သည်ဒီကားကြီးနှင့်အเจ้าကိုရောက်လာလေငါရဲ့မျက်နှာကလေးကညှိုးကနေလိမ့်မည် ီးတော့သူ့ကိုလည်းတနေ့လုံးစကားဟဟမပြောတော့အဆိုးဆုံးမှာဝမ်းနဲ့ရိတ်တိတိတတတန်းနေတော့ငါးဤမျက်လုံးများပဲဖြစ်သည်ဖြစ်နိုင်ရင်ရွှေဖုံးဤကားကောင်းစားကြီးနဲ့เจ้าကိုမလာခြင်းမှာအရင်တော့ငါလိုပဲအများသုံးဘတ်စကားနဲ့သာလာခြင်းပါသည်သို့တော့ဖေဖေကိုလည်းမလွန်ဆန်ရင်ထို့တွယ်ချစ်ခြင်းမေတ္တာတရားသည်နာလည်းမှုများအစင်မသိမှုများကြတွင်ပိတ်ညက်ကမွန်လောင်းလာသည်တိခက်လေးပါစကားမှမပြောတော့ဘူးလား ဒီလောက်ပြန်ပြောနေရတာဘာမှပြန်မပြောဘူးလားတိခက်လေးနေမကောင်းဘူးလားကို့တွေ့တဲ့ကိုနှစ်နေတဲ့ဖြင့်သူ့စကားကိုပြန်မပြောမိချင်တာဖြစ်ပါသည်ထိုတိနဲ့အားနာသွားမိတော့ကိုရှိဖုံးပြောသောနောက်ထပ်စကားများကိုဘာမှမသိလိုက်အတန်တာကြားသည်နားထဲမှာအုံနောက်သူ့စကားအတိတ်ပဲတွေကမရတိခက်ဖြစ်နေသောပုံစံကိုလည်းကားမောင်းနေရင်သူကတိဟန်တူသည်နေမကောင်းဘူးလားလို့မေးတာတိခက်လေးကြီးရတာတမျိုးပဲအော်ကောင်းနေကောင်းနေဟွန်းဟွန်း ဒီနေ့တကယ်ကိုတမျိုးပဲအားကိုမရဘူးကဲလေတိတ်ခက်လေးမွန်းကြက်နေတဏျာယာကိုသွားမလားဦးမသွားပါဘူးဘဲမှမသွားဘူး sorry နော်တဏျာယာဆိုတာကဖရာတို့ဘာတို့ကိုပြောတာပါတိတ်ခက်လေးစိတ်ကြည်လင်လန်းဆန်းသွားအောင်လေဟင်းเจ้าဝဲသွားမှာเจ้ามาเมจาเฉิงนี่ยี้จี้တယ်အင်းနောက်ဆိုဒီလိုလို့เจ้าကိုယင်သွားလိုက်မေဂျာချိန်နေပြီးမှတိတ်ခက်လေးစိတ်ကြည်မဲ့နေရကိုသွားကျွန်တော်တနေ့လုံးအားတယ်လိုက်ပုံမသိလားကိုဆိုးမှာပေါ့အချောင်းကိုဒီကားကြီးနဲ့သွား ငါတို့ကမြင်းဝမ်းနဲ့ပြီးတော့တိတ်ခဲကဒီကားကြီးနဲ့ပဲပြန်လိုက်သွားတာဆိုငါရင်နဲ့ဘလောက်ဝမ်းနဲ့သွားမလဲဒါမျိုးကိုတော့တိတ်ခဲအဖြစ်မခံနိုင်ဒီကောင်ရွှေဖုံးလားကြိုတဲ့အင်္ဂါဂျာတာပြီးနေမှာငါဘလောက်ခံစားနေရလဲဆိုတာတိတ်ခဲနားလေသည်ဟုတ်ကဲ့ဦးဟိုရွှေတကုံဖျားပါပဲ ဟုတ်ကဲ့တိတ်ခဲနဲ့ပြောဦးမလားဩဟုတ်ကဲ့ဟုတ်ကဲ့ဦးရှင်ရှင်ဘာရီသွားပြောတာလဲတိတ်ခဲကသွားမယ်လို့ပြောသေးလို့လား ရွှေဘုံကကားကိုကျင်းလဲစွာမောင်းရင်ဟန်ဖုန်းကို dashboard ပေါ်လှမ်းတင်ကသူမကိုနားမလဲသလိုကြည့်သည်အတွေ့အထိနေတာမကဒီကောင်တပေးကနေဘာတွေပြော့ဘာတွေလုပ်နေတာမသိလားတိက္ကပ်ပပေကိုလှမ်းပြောတာလေခွင့်နှောင်းတာပေါ့ဥကသွားတဲ့မယုံရင်တိက္ကပ်ကိုယ်တိုင်ဆက်ကြည့်လေရော့ရှေ့ရောက်လာတော့ဖုန်းကိုတိက္ကပ်ကမွေတကောင်တွေ့တယ်လို့အလန့်တကြားနောက်သူဆုပ်ကိုကိုရုတ်ကမြင်သည်တိကက်မှာဖုံးဆက်ရည်တည်တတ်တည်မရှိပါအထူးသဖြင့်သူနှစ်ပတ်သက်ပြီးဖိဖိစီကိုပို၍မဆက်ရဲပါ ဒီနေရာမှာချောစုတို့လို main claim မျိုးဆိုရင်တော့ကျမစိတ်ဆင်းရဲနေတာရှင်ကြောင့် တိလာပါညာဖြင့်ပြော၍ထွက်သွားလိမ့်မည်ထင်ပါသည်တိခက်ကတော့ဘာမှမပြောရဲနှုတ်ပြမှာအားစည်းထဲထားသလိုဖြစ်နေသည်ဒီကကိုကြောက်လာရင်မဟုတ်အရေးကြီးတာကဖေ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 ကိုတိတ်ပန်းသည့်လူတရားကိုတိခက်ဘာလို့ရမှန်းမသိတိခက်လေးရလဲကွာကဲဒီလိုလို့ဟုတ်ပြီလားတိခက်လေးမိသားချင်းနေပြီးရဒီကိုဆောင်မယ်ပြီးမှတိခက်တဘောပေါ့ငါမျက်နာကိုကွက်ခနဲမြင်သည် ရှေ့မှာကြားရကောင်တိခတ်ကိုလိုက်ကာနေလက်ပြေးစရာနောက်မှာကမြေပေါ်တောင်မကကျူးသောနန်ရန်ပိတ်ကားထား၏မိမိပြောသလိုကြည်ရှောင်ပေါ်ဆိုတာဘာလဲငါ့ရေငါကဲပါငါလုံးဝခံစားလို့မရတော့ဘူးကွာဟာဒါဆိုလဲခံစားမနေနဲ့ကွာတောက်စားဖေအောင်ခင်ငါတီးပြောနေရကွာဒီနေ့တိက္ခတ်ကိုဟိုကောင်လာပို့မယ်နဲ့ ဒီဒီမိုးလေးကလေးကငါနှလုံးသားကနေပူးနေတယ်အရေးမရှိဘူးကြိုင်ငါရှုမဲတိလားဒီတော့လေတငယ်ချင်းတွေအားလုံးငြိမ်သွားကြသည်စိုးချိန်လည်းဘာမှဆက်မပြောနိုင်ခေါင်းငိုင်းဆိုင်ကျသွားသည်အချိန်လေးကသူ့ကိုခေါင်းမော့ခွင်မှမပေးတာသူ့ခေါင်းငိုင်းဆိုင်ချထားတာအကောင်းဆုံးထင်သည်လွယ်ပါတယ်ကွာဒီခေါင်းလိုက်ပညာပေးလိုက်တာပေါ့တခုတော့ရှိတယ်ကွာမင်းတိခက်ကိုပိုင်ဖို့တော့လိုတယ်ဒီခေါင်းကကိုကြောင့်လာရတာပါငါတို့ဘက်ကလှုပ်ချင် လွယ်လေးပဲဟုတ်သည် လူတယောက်ကိုဒုက္ခပေးဖို့ကိစ္စလောက်တော့မျက်မိုးကောင်းမှစီရင်ရှိမှတည်ကြသည်ဒါပေမဲ့ခက်နေတာကတိခက်တာဖြစ်သည်တိခက်ကဒီကောင်ကိုပြဿနာမရှာဖို့သူ့ကိုတတိပေးထားသည်ဒီကောင်ကိုဒုက္ခပေးရင်သူ့ဖေဖေနဲ့ထိတ်တိုက်တွေ့မှဆိုပဲအေးတိခက်ကတော့သူ့နီးသူဟန်နဲ့လုံမယ်ငါတို့ဝင်မပါပါနဲ့လို့ပြောတာပဲဒါမဲ့သူ့နီးသူဟန်ကတော့လောက်လောက်ရှိပြီဒီတိုင်းမဲ့ဘာမှလည်းမထူးခြားဘူးသူကမလုံနဲ့ဆိုတော့လဲစိုးချိန်ငါတို့တွေကတိခက်မပါဘူး ငါတို့အတွက်ကအရေးကြီးတာမင်းပဲမင်းခွင့်ပြုရင်ငါတို့ဘယ်သူ့ဘုံမှာကြောက်ရှာမလို့မင်းကြက်နာကြီးလဲလိမ့်တယ်လို့ဖြစ်နေမှာငါတို့ကဒီတိုင်းကြည့်နေရမှာလား Okay ချကွာဒီကောင်မလာရင်ပြီးတော့ကွာတိတ်ခက်ကိုငါရအောင်ရှင်းမယ်နေကြရင်နော်ငါတာဝန်ယူရကွာအဲ့ကောင်တခါတည်းမလာအောင်သာပညာပေးလိုက်တော့နေပါဦးမင်းမင်းတို့ဘာလုပ်မယ်ဆိုတော့ငါပြောထားကြအောင်လေကွာလိုပါဘူးဆိုချင်ရမင်းတည်ရင်ဟိုဟာမလုံးနဲ့အဲဒါနဲ့မဖြစ်ဘူးတားနေဦးမယ်ရေးကြည့်တာဒီကောင်ဒီနေရာမလာဖို့ပဲမဟုတ်လားဒီကောင်ငါတို့ပြတ်ချက်အဲ့လားအေး မင်းလက်ကိုလည်းတိခက်ကိုအပ်ထားတယ်ဒါပဲသူဘာမှမပြောတော့ပြောချင်စိမ့်နဲ့မရှိတော့အချိန်က9နာရီကျော်နေပြီတိခက်သည်ဒီကောင်လိုက်ပို့တော်နေတွင်ဆိုရင်အမြဲနောက်ကြတတ်သည်ဒီဘုံမလာငယ်ဘယ်ဒီမြောင်းဝင်းနေတယ်လဲဟိုကောင်ကဘာဒီမြတ်တိခက်ကိုပြောနေတယ်လဲအတွေ့မဆုံးခင်ဟိုကောင်ကဝင်လာသည်လှပခန့်ညာသောဖရာတို့ကကြီးကိုသူမင်္ဂလာမရှိစွာတွေ့နေရသည်ဒီကားကတိမ်ရာနဲ့ကြည်ပြီးဘလောက်ပဲတန်းတန်း သူ့အတွက်တော့သူ့နှလုံးသားကို မြေမြုပ်တချိုးပြင့်မဲ့ကားဟုသူကထင်ကျင်းနေသည်ကားသည်ရက်နေကြနေရာမှာရက်ခါစီးနေကြပုံစံအတိုင်းဆင်းလာသည်တိခက်ကအရင်ပြီးတော့ဒီကားဒီကားကဒီနေ့ကျတော့တော့ကိုဝှေ့ကရန်ကကစားမလားနားမှာဆယ်လူလာဖုန်းကိုကတ်ကစကားပြောရင်းဆင်းလာ၏တိခက်နောက်ကိုပင်အရင်လိုက်မသွားဖုန်းကိုသာတဲကြီးမဲကြီးပြောနေ၏တိခက်ကတော့ထုံစံအတိုင်းကားကုန်ကုန်ကအေးဆိုင်တဲ့တန်းကဝင်သည်သူ့ရှိရာဘက်သို့လှည့်ပင်မကြည့် ။တိကက်သည်သူ့အတွက်ပဲအင်းကြီးကောင်းနေတာလားဒီကောင်အတွက်ပဲအင်းကြီးကောင်းနေတာလားဆိုချင်မသိ။မသိတော့ချက်ကဘာကိုမဲကဖွာသည်ဒေါသယူကျုံမရခြင်းစိတ်ညစ်ခြင်းတို့ဖြင့်ဖွာထုတ်လိုက်သောမိကုံငွေတွေကြားမှအောင်ခန့်တို့လက်မထောင်ပြကထွက်သွားသည်ကိုတွေ့ရသည်။ဟူကံခဏဖုံးပြောကတိကက်နာဝင်ကားထိုင်သည်တိကက်နှင့်စကားပြောနေတာကိုလှမ်းတွေ့ရ၏။သူတလုံးသားသည်ချစ်ချစ်တောင်းအောင်ဘူးလာကရင်ထဲကပြုတ်ပြက်ထွက်ကြသွားသလားပင်ထင်ရသည် ဘာတွေပြောနေကြသနည်းမတွေးရဲ့သို့တော့စိတ်ကတွေးနေသည် တွေးသည့်စကားတွေကတခုမှမကနှလုံးသားကြီးဆွဲအားကအစမတန်လေးလံလွန်သဖြင့်ဆိုးချင်ခေါင်းငိုက်ဆိုင်ကျသွားသည်ကို့နှလုံးသားကို ကို့ဦးခေါင်းကအရှုံးပေးလိုက်ရခြင်းတွင်အာယုံ၅ပါးစလုံးဆိုးချင်ကိုယ်ထဲတွင်မရှိတော့သူခေါင်းငိုက်ဆိုင်ကျကငြိမ်သက်နေသည်ကိုသိခဲ့တွေ့ပါသည်ယင်ထဲမှနာသည်ကို့အတွက်ခံစားနေရလေခြင်းဟုကို့ကိုယ်ကိုယ်လည်းအားမလို့အမရာဖြစ်မိသည် သို့သော ရှေ့မှာရှိနေသော ရွှေဖုံးကိုတော့ထိုတက်တီးနှင့်ရင်မဆိုင်ရဲ့ပပိကိုကြောင်စိတ်ကတိတ်ခတ်တကူလုံးကို ပြန်ကားနေသည်ထို့သောခံစားရလေရွှေဖုံးကိုမတရားသဖြင့်ရှိလေလေဟုထင်မြင်ဖြစ်သည်ကဲဦးဟာခုပဲဖုံးထက်ဆက်တဲ့ရွှေတကုံဖရာကိုသွားမှဖြင့်ပင်လင်ကလေးတစ်ခုဝဲခဲ့တဲ့တိခက်လေးတို့အိမ်ကဖះပလင်က တော်တော်ဟောင်းနေပြီလို့ပြောတယ်။ဟိုလေတိခက်လေးတို့အိမ်ကဖះပလင်ကဘလောက်ရှိလဲ။တီးဘူး။ ဟာကွာတိခက်လေးရလဲကို့အိမ်ကဘုရားပလင်တောင်းမှာအိုးတိခက်ကဘုရားသာရှိကိုတာပလင်ကိုကြည့်တာမှမဟုတ်ပဲဘုရားရှိကိုတော့လည်းမျက်စိကိုမှိတ်ထားရတဲ့ဟာကရွှေဘုံကမျက်စိပေကလပ်ပေကလပ်နဲ့ခေါင်းကမော့ကစဉ်းစားနေပြီးတော့ပြောရင်အေးဟုတ်တယ်ကိုလည်းကို့အိမ်ကဘုရားပလင်ဘလောက်ရှိမှန်းမသိဘူးတိခက်ပြောတာမှန်သားပဲအဲ့တော့ဒီလိုလုပ်လေတိခက်ကအတန်းသွားတက်ကိုကတိခက်အိမ်တစ်ခေါက်ပြန်ပြီးဘုရားပလင်တိုင်းခံတယ်ဟုတ်ပြီလားသိဘူးကြိုက်တယ်လို့တော့ ဟာကွာတိခက်လေးရလဲကုပြောတိခက်အမေကြီးစန်းငါတို့တော့မမြင်ဘူးအေးပေါ်လေးအေးပေါ်ရပါလေဆွဆွရလဲကွာငါတို့ဘယ်ပြင်းဆိုစီမောကလူနဲ့တွေ့နေတာကိုကွာတငယ်ချင်းတွေရောက်လာတဲ့ပြင်တိခက်အယံဝန်းတန်သွားသည်ချောစုလက်ကိုအာကိုတကြီးဆောက်ကင်ထားမိမောင်ရွှေဖုံးကလည်းကြောင်တောင်ဖြစ်ကစကားရက်ပြီးတဟဟလိုက်ခါရည်သည်သို့တော်ရည်တန်တွေကအသက်သက်တော်မပါအင်းတိခက်ပုံစံကြည့်ရတာ ရစ်ချက်ကတော်တော်ပြင်းထန်နေပုံရတယ်ဟုတ်ရဲ့လားကိုရွှေဖုံအေးဗျာကျွန်တော်ပြောတာတွေတိတ်ခက်လေးကဘာမှမလိုက်ရောဘူးအမေမိန်းကလေးဆိုတာတော့လွယ်လွယ်နဲ့လိုက်ရောရပါမလားကိုရွှေဖုံကဘာပြောလို့လဲပြောစမ်းမအောင်ချောစုကရွှေဖုံကိုတိတ်ခက်နဲ့သမီးစားပုံစံမျိုးပြောတဲ့ဖြင့်ခြေနဲ့ခြေနူးသွားပုံကတော်တော်တိတာသည်ပြီးတော့ချောစုကိုဒီမနက်ခင်းပြဿနာတွေပြောပြကသူပြောပုံကအင်းကသဘောတူထားပြီးရီးစားတွေပဲဖြစ်နေတယ်လို့လို့ ခက်တာကထိုစကားတွေကိုမိရွှေချောစုက လက်ခံကနားထောင်နေခြင်းမဖြစ်ထိုမြမကသည်ဟာဒါဆိုရင်တော့တိခက်ရဲ့ရစ်ချက်ကတစ်ထက်ထက်တင့်နေတာပဲကဲမဖြစ်တဲ့အဆုံးမှာတော့မင်းရွှေတကုံပြားကိုလိုက်သွားပြီတော့ချောစုဩသဘောတကူကိုမနောနုနုနဲ့ပြော့အခုပြရရင်ဖြင့်မေဂျာစာရင်ငါတာဝင်ထဆွေဆွေနဲ့မင်းဖို့ခေါ်သွားလေကွာကွကိုရွှေဖုံဘာမှမပူနေနဲ့ခေါ်သာခေါ်သွားတော့တိခက်မျက်ရည်တွေဝိုင်းလာလာသည် သူအားကိုးသောတငယ်ချင်းတွေကဘာကြောင့်သူ့ဖက်ကမပါရသနည်းနောက်ဆက်ပြောနေသောစကားတွေကိုသိခက်ကမကြတော့ရင်ထဲမှာနှလုံးသားကတဒုတ်တုတ်ခုန်ကနေသည်အားလုံးကိုရှုံးပေးလိုက်ရတော့မှလားဒီကားကြီးနဲ့ထပ်ပါသွားရင်ငါဘလို့နေမလဲရွှေဖုံးကတွက်လက်စွာပင်အေးဖို့တွေကိုရှင်းသည် သိခက်အေးပလင်းကတောက်ပင်မတောက်ရသေးမိန်းကလေးဗီဇာလှမ်းတော့နှမျောလိုက်ရသေးသည် ချောစုကိုစကားမပြောတော့ဘဲဆွေဆွေနဲ့မေဆိုးကိုသာတိတ်ခက်ကအတင်းဆုပ်ကင်ကထားရတော့သည်ချောစုဖိနောင်တတန်လုံးစကားမပြောတော့ဟုစိတ်ထဲကဆုံးဖြတ်ထားသည်ဟဲကိုရွှေဘုံကာရဘလို့ဖြစ်တာလဲဟာမေဆိုးအော်ရောမာတိချာကြည့်မိသည် မောင်ရွှေဘုံကာကရှေ့ပြီးနှပြီးစလုံးနဲ့နောက်ဖက်ကညာဘက်ဘိန်းတွေပါလီတွေမရှိတော့ကားကတချမ်းဆောင်းကနေကဲကိုရွှေဘုံ ကျမကတော့ရှင်းပဲကနေပြောပြတာပဲဒီပုံစံတိုင်းဆိုရင်တော့ဘယ်နည်းနဲ့မှသွားလို့မရတော့တော့ဘူးကံပေါ်ပေါ်မှာလီထိုးဆိုင်တွေလည်းမရှိဘူးဒီတော့အဲတိခက်ကိုကျမတို့နဲ့သာထည့်လိုက်ပြီးတော့ရွှေဒဂုံပြားကိုနောက်နေ့မှတဏီကုံသွားလေခြင်းလဲပေါ့နော်တတာသွားပြီနော်နောက်တစ်ပိုင်းတော့ဆက်လက်တင်ဆက်ပါပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ